။ကလေးကြီးလို့ပြောလိုက်တာနဲ့တော်တော်များများကသိကြလိုက်မယ်လို့ထင်ပါတယ်နော်။အစိတ်သေးသေးလေးနဲ့ညီရဲရဲလေးတွေနဲ့ပေါ့။ပြီးလို့ရှိရင်တလဲသီးကဆေးဖက်ကိုလည်းအရန်ဝင်ပါတယ်နော်။နောက်တစ်ခုမှဆိုလို့ရှိရင်တလဲသီးကိုဖျော်ရည်အဖြစ်လည်းအသုံးပြုနိုင်ပါတယ်နော်။ဒါဆိုလို့ရှိရင်တလဲသီးရနေပြီးတော့ရလာတဲ့ကျမ်းမာရေးကျေးဇူးတွေကပါပြီးဖြစ်စေလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်နော်။အားလုံးမင်္ဂလာပါနော်။ဝီကျော် sharing channel ကနေပြီးတော့တလဲသီးကိုလိုက်ပါတယ်နော်။ တလဲသီးတွေမှာဆိုလို့ရှိရင်ဘာတွေကောင်းစေလဲဆိုလို့ရှိရင်အစေးရောင်နာကို တက်တာစေတယ်เนาะတကယ်လို့တလဲသီးကိုဖျော့ရည်ပဲဖြစ်ဖြစ်ဒီတိုင်းသုံးတာပဲဖြစ်ပေါ့เนาะအစေးရောင်နာကိုတားဆီးပေးနိုင်တာတကယ်မလို့အယိုးစေးရောင်နာမျိုးတွေ အယုံနှုတ်တွေထိခိုက်တာမျိုးတွေပျက်စီးတာမျိုးတွေကိုသူကရော့ချပေးစေတယ်နော်ပြီးလို့ရှိရင်တကယ်လို့အစေးမေးရောင်သမားတွေတက်ဆိုလို့ရှိရင်ဒီတလဲသီးကိုပေါ့နော်ဖြော်ရည်ပဲဖြစ်ဖြစ်ဒီတိုင်းဖြစ်ဖြစ်စားသုံးပေးနိုင်ပါတယ်နော်နောက်တစ်မျိုးမှဆိုလို့ရှိရင်နှလုံးရောဂါဖြစ်နိုင်ကြီးကိုလည်းရော့ချပေးစေပြီးတော့သွေးပေါင်ချိန်ကိုလည်းထိန်းပေးနိုင်တယ်နော်တလဲသီးဖြော်ရည်ကနှလုံးအတွက်အကျိုးပြုဆုံးဖြော်ရည်လို့ပြောလို့ရပါမယ်ဒီသွေးကြော တွေထဲမှာဆိုလို့ရှိရင်သွေးလက်ပက်စီစီမှုကနေပြီးတော့အချောမွေးစီပြီးတော့ ဒီသွေးကြောမှဆိုလို့ရှိရင်မာကြောနေတဲ့နေရာတွေထူထဲနေတဲ့နေရာတွေမပြည့်ရအောင်လဲကာကွယ်ပေးနိုင်ပါတယ်เนาะ ပြီးလို့ရှိရင်ဒီသွေးကြောထဲမှာရှိနေတဲ့ကိုလက်စထရောတွေလည်းမစုဝေးအောင်လဲတားဆီးပေးနိုင်တယ်။ဒီတလဲတိဖြော်ရည်ကိုနေ့စဉ်တောက်သုံးပေးပါကဒီသွေးသိုးတာမျိုးတွေလည်းကာကွယ်ပေးနိုင်တယ်။သွေးပေါင်ချိန်ကိုလည်းထိန်းပေးနိုင်တယ်နော်။ဒါတွေတည်းမဟုတ်ပဲနဲ့ဒီဗိုင်းရိတ်ကိုလည်းကာကွယ်ပေးတယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီတလဲတိမှာဆိုလို့ရှိရင်ဗီတာမင် C ကျွေးဝတဲ့တလဲတိဖြော်ရည်ကကိုခံအားကိုမြင့်တင်ပေးပြီးတော့တကယ်လို့ယောဂပုတ်ကူးဆက်တာမျိုးတွေမခံအောင်ကာကွယ်ပေးနိုင်တယ်။အတူ ဖြစ်ဖြစ်ပေါ့နော်ဒီအေမီတောက်ကွေးပြဿနာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်နော် လဲဒီမှာဆိုလို့ရှိရင်သောနာပြောသလိုပေါ့နော်ကင်စာကကွယ်ပေးနိုင်တယ်တကယ်လို့တလဲဒီဖြော်ရည်ကဒီစီးချက်ကင်စာယောဂတွေဖြစ်နေတဲ့သူတွေကင်စာဆလဲပြက်ပွားနှုံးကိုယောကျစေနိုင်တယ်လို့ပြောလို့ရတာပေါ့နော်နောက်တစ်ခုမှာဆိုလို့ရှိရင်အစာအိမ်ဥလန်းချောင်းကိုလည်းကောင်းမွန်စေတယ်နော်တလဲဒီဖြော်ရည်ကဥလန်းချောင်းတွင်းမှာဆိုလို့ရှိရင်ရောင်ရမ်းမှုတွေကိုကျဆင်းစေပြီးတော့အစာချေစနစ်ကိုလည်းပို့ပြီးတော့ကောင်းမွန်စေတယ်နော်နောက်တစ်ခုမှာဆိုလို့ရှိရင်တကယ်လို့ကိုကဒီတလဲ ဲသီးကိုပေါ့နော်အမဲရန်ကိုတောက်တုံးပေးနေတယ်ဆိုလို့ရှိရင်တလဲသီးမှာပါဝင်တဲ့ဒီသက်တိုးဆန်းကျင်တဲ့ပစ္စည်းတွေပါတယ်အဲ့ခါကြလို့ရှိရင်အဆိုင်မယောဂဖြစ်မပေါ်အောင်ပေါ့နော်သူက တက်တာစေတယ်တချို့ဆိုလို့ရှိရင်မှန်းညံချိုးယွင်းတာမျိုးတွေပေါ့နော်ကောက်ွက်ပေးနိုင်တယ်တလဲသီးမှဆိုလို့ရှိရင်ကျမရဲ့ကျိုးကျစုတွေကတော့အများကြီးပေါ့နော်ဥပမာဆိုလို့ရှိရင်လင်မှုဆိုင်ရာတွေပေါ့နော်အထောက်အကူပြုတယ်ဥပမာဆိုလို့ရှိရင်ပေါ့နော်ဒီတလဲသီးဖြော်ရည်မှဆိုလို့ရှိရင်တက်ကူဆန်းချင်တဲ့ပစ္စည်းတွေပါဝင်နေတော့ကြောင့်မလို့အမျိုးသားတော်တော်များများပေါ့နော်တောက်ကူမကောင်းတာမျိုးတွေအမျိုးသမီးတော်တော်များများခလေးမရနိုင်တာမျိုးတွေကိုသူကရော့ချပေးစေတယ်နော်တကယ်လို့တလဲသီးဖြော်ရည်ကိုနေ ့တိုင်းတောက်ပေးနိုင်တယ်ဆိုလို့ရှိရင်ဒီဟော်မုန်ပြောင်းလဲမှုကြပေါ့နော်လင်စိတ်ဆန္ဒကိုလည်းလှုပ်ဆော်ပေးနိုင်ပါတယ်เนาะဒါဆိုလို့ရှိရင်ဒီတလဲသီးရဲ့ကောင်းကျိုးတော်တော်များများသိပြီးလောက်ပြီးလို့ထင်ပါတယ်เนาะဒါဆိုလို့ရှိရင်ဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဝီရိုရဲ့ channel လေးကို nutri နဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့เนาะ